ငေရာမင်္ဂလာပါ ပြောပြမယ်အကြောင်းအရာလေးတစ်ခုကကျတို့ကအားလက်ချိန်စင်လေးခရီးထွက်တယ်တခါလေးကြာရင် ကိုရွာမဟုတ်ဘူးကိုဒေတာမဟုတ်တဲ့နေရာတရားဆိုလဲသွားတယ်သွားတဲ့အခါကျတော့ဘ ਹੁ ဒုတာဆိုလဲအစုံမြင့်တယ် ဓမ္မဗဟုသုတတဲ့မှာဘာဗဟုသုတကိုသဘောကျလဲဆိုရင်တော့ကိုကလေအဲ့မျိုးဟိုတိုက်ပူတွေနတ်ပူတွေအဲ့ဘိုတရေတို့ကကြီးကြောင်တို့စိတ်ဝင်စားတဲ့ဒီပရလောကကြီးကိုဆက်စုတဲ့နေရာမှာနှစ်ယောက်မရှိဘူးပေါ့ဒါပေမဲ့ပရလောကထက်ဖြစ်တဲ့ဖြစ်တဲ့တာလေးပို့စိတ်ဝင်စားတယ်အဲ့တော့ ဲ့ဒီရွာတွေရလို့ရှိနေဒီပထမအခါသွားတဲ့ခါကျတော့အဲ့ဒီယူကသူယူနာပေါ့နော်အသက်ကလည်းမကြီးသေးဘူးဟာဘာကြောင့်ယူလဲပေါ့အဲမသိဘူးပေါ့ကိုထွေးရတဲ့ဆေးတယ်လဲစုံဆေးရုံလဲပြတဲ့ခါကျတော့ဆေးရုံကနေပြီးတော့သူ့ကိုအယူလက်မှတ်တောင်ပေးထားတယ်တဲ့ဩအေးယူတာလဲဝတ်ကျွေးရှိလို့ပေါ့ဝတ်ကျွေးရှိလို့ပေါ့နော်အဲ့လိုသွေးလိုက်တယ် အဲ့လိုတွေးလိုက်တဲ့အခါကျတော့ဒီသူ့ရဲ့ယူပုံယူနည်းကလေညောင်ပင်နားမှာပဲသူကဝဲလေလေညောင်ပင်နားမှာပဲသူဟိုဘက်ပတ်ဒီဘက်ပတ်ပြီးတော့ပြေးလွှာပြီးဆော့ကစားနေတာသူယူရလဲသူ့ရဲ့ဗာဒာနဲ့အစုံမလိုက်ကူတာလဲစုံနေပြီးတဲ့အာတချို့စလဲပတ်စံနေရာတွေ ကုံတယ်ပတ်စံတွေကုံတယ်တိုက်ပွဲဆက်တာလည်းအများကြီးပဲအဲ့မဖြစ်တဲ့ခါကျတော့အေးသူ့ဘုတ်ကျွေးပေါ့နော်သူ့ဘုတ်ကျွေးဆိုကိုကလည်းတိတ်ထလာဆက်စုဖို့ဆိုနှစ်ယောက်မရှိဘူးလေသူ့ဘုတ်ကျွေးဆိုပြီးသွားတော့ပြီးတော့ဒါမဲ့နောင်တနှစ်ကြာတဲ့အဲ့ဒီရွာကိုပြန်သွားတယ်ပြန်သွားတဲ့ခါကျတော့အဲ့ဒီလူကလေကောင်းလာတယ်တတလလဖြဖြလလလည်းဖြစ်လာတယ် ပုံမှန်လူသားတယောက်လိုဖြစ်လာတယ်အရင်တော့ကဒီယူရဲဆိုပြီးတော့သူ့ကိုယူလက်မှတ်ပေးထားတဲ့သဘောနေထားတဲ့ခုကနေအခုစတသက်ခအောင်ယူရမဟုတ်ရင်းရင်းလေးယူရကနေကောင်းလာတယ်ကောင်းလာတဲ့အခါကျတော့ဘာတွေသွားပြီးတော့မေးမြန်းဆက်စုလဲဘလို့ကုလဲပေါ့ဘလို့ကုလဲဆိုရင်တော့သူဆရာစပေါင်းဆောင်နဲ့ကုခဲ့တယ်ဒီနောက်ဆုံးဆရာနဲ့တွေ့တဲ့အခါကျတော့အဲ့ဒီ ဆရာရဲ့အဖြစ်ပြက်တစ်ခုလိုထပ်ပြပြောမယ်ဒီတော်ကုတ်တဲ့ဆရာရဲ့အဖြစ်ပြက်တော်ကုတ်တဲ့ဆရာကဒီတချို့ကြတော့နတ်တွေကတော့ကားလို့နှမ်းမြောက်စားတယ်ဒါလည်းဒီလိုပဲပုဂ္ဂိုလ်တစ်ပါးကတော့ကားလို့မြောက်စားတယ်ဆိုရင်အဲဆိုကိုယ်ကိုယ်ကဗရီတွေဘာတွေကြီးကြံရမယ်သူ့ကိုအဲ့ဒီဆရာနဲ့ဘလို့တွေ့လဲဆိုရင်ဆရာက ဒီလောက်လောက်တော့အိမ်မက်လာပေးတယ်နေမလဲဖြန့်ကြရင်တဲ့လူနာတယောက်ကုတ်ရမယ်တဲ့အယူတယောက်ကုတ်ရမှာပေါ့ဒါပေမဲ့အဲ့ဒီဆရာနည်းနည်းခက်လလဖြစ်သွားတယ်အမမိုးလင်းကြတော့သူကအဲ့ဒီအိမ်တက်လာတယ်တက်လာတဲ့အခါကျတော့သူကအဲ့ဒီအိမ်အဲ့ဒီဆရာဖျားရှိခိုးတဲ့ကျင်သူအိမ်ပေါ်တက်အဲ့ဒီဆရာလည်းအယူဆိုရင်ကြောက်တော့ပေါ့အာသူပြောတဲ့သူ့ကိုဒီဖျားကတ်ထားတဲ့ ရေလေးစုပ်ပြီးပေးတော့ပါလားပေါ့ဟာအဲ့ဒီဆရာကအထူးဇန်ဖြစ်သွားတယ်အထူးဇန်ဖြစ်တဲ့အခါကျတော့အေးပေးသားမဖို့ကွယ်ယူတဲ့လူစီရောက်ကအဲ့လိုဖရာတောက်တော့ရေအဲ့ဒီဆရာကဖရာတောက်တော့ရေကိုစုပ်ပြီးပေးလိုက်တယ်ပေးလိုက်တဲ့အခါကျတော့နောင်နောင်နဘနှင်းဆိုတဲ့တုံငယ်ဖွားကြီးတယောက်လာတယ်သူကနတ်မေနဲ့မြန်ဖို့ပေါ့ဒါပေမဲ့သူမမေးခင်မှာအဲ့ဒီကဖွားကြီးမှာဝင်ပူပါလေရောဝင်ပူတဲ့အခါကျတော့ မေးမြန်းတော့နင်ဘူးလဲငါတဲ့ဒီခလေးကိုခြောက်နှံထားတဲ့ညောင်ပင်ကညောင်စားပဲတဲ့ညောင်စားဆိုတာညောင်ကိုအမိပြုတ်တဲ့ဒီနာနာဘဝကြီးပေါ့ဟာဒါဆိုနေကဘာဖြစ်လို့ဒီခလေးကိုလာထီခြောက်ထားလဲဆိုတဲ့အစရာမေးရောမေးတဲ့ခါကျတော့ဒီကောင်ကအဲ့ဒီညောင်ပင်မှာမုံမူယူးယူးနဲ့တေးတပောက်ခဲ့တာတေးတပောက်ခဲ့တဲ့ခါကျတော့ဒီ ရုပ်ကစိုးဘုံကစိုးအဲ့ဒီညာမေက အခုနောက်ဝင်ပူတဲ့အကောင်ကနော်သေးပေါက်တာကိုတဲ့ဘာမှခွင့်မသားမှလည်းပေါက်တဲ့အခါကျတော့သူ့လိုဝါရေးတဲ့ညာစားတယောက်ကပြောရမကျွမလို့ပေါ့မကျွမလို့ကစိတ်ဆိုးလို့ဒီကလေးကိုဖန်ဆားတာဟာဒါဇနင်ဖန်ဆားတာတခြားဆရာတွေတကုတ်တာဘာကြောင့်မပြောက်လဲဆိုတော့ထပ်မေးလိုက်တဲ့အခါကျတော့ဘယ်ပြမလဲတဲ့အဖတဲ့ နော်သူကအဲ့ဒီဆရာရဲ့အညိုဝတ်ဆောင်ကြီးကိုဝတ်ပြီးတော့ကြည့်ပြီးတော့ဘာလို့ခေါ်တာဖြစ်မပေါ်လေတခါလေကြရင်တဲ့ဒီပုပ်ကိုလောက်တဲ့လောက်တဲ့လူတွေကပုံတော်ပဲတင်တာပဲတီလာတမာသည်မရှိလို့ရှိရင်ဒီလိုညာရုပ်ကစိုးတွေရဲ့လောက်ထားတဲ့အရာမမြင်နိုင်ဘူးဖယ်ရှားလို့မနိုင်ဘူးဟာဒါအသေးမှန်တဲ့အရာပဲဒါဆိုရင်နေကဒီကလေးကိုလှုပ်ပေးမလားဒီဂျာရမစကားဖြစ်တဲ့ ဒီအသွေးတစ်ခုသူရမယ်ဒီကောင်လေးရဲ့ဝတ်ကြွေလက်ကြည့်တဲ့ချိန်ရောက်တယ်ကုသကံတစ်ခုရတော့အာလှုပ်ပေးမှပေါ့တဲ့ဒါစင်နင်းပါလို့ရှင်လဲဆိုတော့သူ့ကိုလေအမဲသားသပိတ္တာနဲ့အရက်ပလင်ငါးလုံးတောင်းတယ်ဟာမင်းဟမြားတာပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာဒီကစိတ်မနှက်တဲ့ခလီကိုလာခေါ်တော့ဆရာအိမ်တက်သွားတဲ့ခါကျတော့ သူအိမ်ကလူလိုက်တာတဲ့ခါကျတော့ဒီဖြည့်ပြက်ခွင့်မြင်တော့အာသူတို့ကပေးမှာပေါ့ဒီကလေးတတ်တာဆင်ပေးမယ်အေးဘာဖြစ်လဲဆိုတော့သူ့ကိုစားတင်ပြီးဖန်းစားတဲ့ချိန်ကသူတရားပဲနောက်နောက်ဒီကလေးကအတိစိတ်တွေလွတ်လာတော့ခြံစည်းကိုပြက်လို့ရှိရင်နားတွေကျွဲတွေခြံတယ်အကောင်လုံးဝင်လာတဲ့သဘောနဲ့အဲ့လိုဖြစ်သွားတော့အဆုံးဖြစ်သွားတော့ဒီကလေးကိုလိုက်စားတဲ့သူအားလုံးကိုကဲကိုထာနေကိုပြန်ဒီကလေး ပြုစားထားတဲ့ဒီညာဆောက်တောင်းတာပေးမယ်ဆိုတာဒိဋ္ဌံလောက်ပြီးတော့အဲ့ဒီပူရဖွာကြီးဟာမူးမိတ်သွားတာပေါ့အဲမူးမိတ်တဲ့ခါကျတော့ဒီခရီးကိစ္စကိုအဲ့ဒီနောက်နေ့မလည်းဖြန့်ကြတော့လောက်ပြီးလိုက်တယ်အဲ့ဆရာကလောက်ပြီးလိုက်ဒီခရီးကတဖြည်းဖြည်းနဲ့သူတတ်တာလာပြီးတော့အမြင်ရှင်းသွားတယ်အဲ့တော့လောကမှာတစ်ခါလေကြာရင်လေဒီမြင်အမ်းမမြင်တဲ့အရာနဲ့စေတိတ်ပတ်ဤပညာနဲ့ဆိုတာတဲ့တွေ့ရှက်နေတယ် ဒီမမြင်ရတဲ့ဒီပုံကိုတကတခါလေးချမ်းရင်တကိုအဋ္ဌိပတိစွန်းလို့ကိုကိုတိုင်ကတမာတိမရှိဘူးယတနာ၃ပါးမရှိနေဘူးတိလာမရှိနေဘူးဆိုရင်သူတို့ချိုက်တာလောက်လို့ရတယ်အဖြေကတခါလေးချမ်းရင်မမြင်အပ်တဲ့နေရာမှာခွေတောင်းပြီးအလုပ်လုပ်ပါဗုဒ္ဓဘာသာမှာက သောဆောင်နဲ့တောင်းဆောင်နဲ့မမြင်ရတဲ့အရာတွေရှိတယ်ကိုကန်နေရင်သူတို့ကနှိုက်စာဖန်းစားတဲ့ဓလေ့ပေါ့ဒါပေမဲ့ သူတို့မဖန်ဆာနဲ့အောင်သူတို့မနှိုက်စားလို့ရအောင်သူတို့မတွေ့ကန်နိုင်အောင်ယေဒနာ၃ပါးကိုရင်ထဲမှာရှိနေအောင်အမြဲတမ်းပွားပါရင်ထဲကဖျားရှိအောင်လုပ်ပါ။အိုးနှုတ်ကန်းနေဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ကံတရဏံကိစ္ဆာမိတွေရွတ်ပြီးတော့ဟိုဘက်ဘိုးတော့ကြားလို့ရှိရင်တွားမယ်ဒီဘက်နဲ့ကတော့ကြားလို့ရှိရင်တွားမယ်ဟိုဘက်ဆရာကြားလို့ရှိရင်တွားမယ်ဇထာက တဏ္ဍကုံ၃ပါးရှင်ထဲမှာမကိအောင်နေတာပါ။ဒါကြောင့်တိလရှိအောင်လို့ယတနာ၃ပါးရှင်ထဲကိအောင်အောင်လာလို့ပြောချင်တာကအဖြစ်ပြက်တစ်ခုကိုကကနနတိတိချာချာလ ీల ပြီးကုပါ တချို့ဆိုတိုက်ပံပညာနဲ့ကုလို့အဆင်မပြေရင်ဒီဘက်ခြံကိုတကယ်တီလာတမာတိရှိတဲ့ဆရာတွေနဲ့ကုလို့ရှိရင်ပျောက်ကင်းနိုင်တဲ့ဆိုတဲ့အကြောင်းကိုအဲ့တွင်ရွာတရွာမှာတွေ့ပြီးလ ీల ခဲ့တဲ့အကြောင်းရက်လေးကိုပြန်ပြောပြတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ပရိသတ်တွေလည်းတန်ကုန်သုံးပါနဲ့ဘဝမှာလူတိုင်းသားတာတန်ရတော့လူသားများဖြစ်ကြပါစေ